အားလုံးပဲမင်္ဂလာပါရှင်နန်းဒစေ channel မှာကြိုဆိုလိုက်ပါတယ်ဆရာညီသူရဲ့ချစ်သူကနနက်ခင်ညူနင်းကကျွန်တော်ဆိုတဲ့အစားအလေးကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ချစ်သူကနနက်ခင်ညူနင်းကကျွန်တော်အပိုင်းနဲ့ ိုင်းလောင်မင်းအယံမြင်သည် အသားဖြူသည် လူငယ်စကားဖြင့်ပြောရလဲခက်ဖြောင်ဖြောင်ဘဲတပွေ ကောင်းမလေးတွေကြွေလောက်သည့်ရုပ်ရည်မျိုးသူကကျွန်တော်တို့မျိုးသားမဟုတ်လာရှိုးကပြောင်းလာသည့်သူဖြစ်သည် သူမိဘတွေကငိမ့်ချင်းရင်ယူထားသည့်တိုင်းရင်းသားလက်နက်ကင်အဖွဲ့တစ်ခုမှအရာရှိတွေဖြစ်သည်စောင်းလိုင်မင်းကိုယ်တိုင်လည်းမိဘတွေဦးစီးသည့်တိုင်းရင်းသားလက်နက်ကင်အဖွဲ့မှရာထူးကြီးကြီးယူထားသည့်ရှမ်းစစ်သားတအူးဖြစ်သည်ဟုသိရသည် ဘယ်အဆင့်လဲဆိုဒီကိုတော့မသိရပါ သူကလည်းကျွန်တော်နဲ့သမီးလေးစောနန်းကိုကဲ့သို့တက္ကသိုလ်တက်ရန်စောင့်ဆိုင်နေသူဖြစ်သည်2009ခုနှစ်ကဖြစ်သည်ဆိုင်းလောင်မင်းနဲ့တွဲသည့်တငယ်ချင်းယောက်ျားလေးတယောက်လည်းရှိသည်သူ့နာမည်ကနော်တောင် နော်တောင်ကကိုခိုင်မျိုးကပြောင်းလာသူဖြစ်သည်လာရှိုးမှလည်းနေဘူးသည် နော်တောင်ကအစိုးရနှင့်အပြည့်ရထားသည့် KIA ကွင်းစာကွင်းပိတ်ကချင် Independence Army အဖွဲ့ကဖြစ်သည် နော်တောင်မိဘတွေကလည်း KIA အဖွဲ့ကအရာရှိတွေဖြစ်သည်။နော်တောင်ကလည်းလူချောတယောက်ဖြစ်သည်။နော်တောင်တို့မိသားစုရောဆိုင်းလောင်မင်းတို့မိသားစုတွေပါမြို့လေကောင်ရက်ကွက်မှာနေကြသည်။အိမ်ကြီးအိမ်ကောင်းတွေနဲ့နေကြခြင်းဖြစ်သည်။နှစ်ယောက်စလုံးကစိတ်သဘောထားကောင်းသူတွေဖြစ်သည်။သို့သောသူတို့နှစ်ယောက်စလုံးကမြောက်ကြွကြွနိုင်သည်။ တို့နှစ်ဦးစလုံးကအကောင်းစားဆိုင်ကယ်ကိုစီဖြင့်မြို့အနှံ့လေပတ်နိုင်သူတွေဖြစ်သည်ကြွဆောင်ဆောင်နိုင်တော်လဲသူတို့နှစ်ဦးစလုံးကကျွန်တော်တို့မြို့ခံလူငယ်တွေနဲ့ကြေတနာမဖြစ်ပါတခါတရံလက်ဖေးဆိုင်ထိုင်လေးရှိသူများဖြစ်သည် တို့ကအဖေဆိုင်လာရင်ခါးကြမှာပစ္စတိုတနက်ထိုးလာသည့်အခါများလည်းရှိပါသည်တခါတည်းံတို့တနက်တွေကိုလဖေးဆိုင်စပွဲပေါ်မှာချထားပြီးလဖေးရေတောက်တာမျိုးလည်းလှုပ်လေရှိပါသည်ငင်းချဲရေယူထားသည့်အဖွဲစည်းကလူတွေဖြစ်၍တာဝန်ရှိသူတွေကလည်းနှုတ်ဆက်နေလေရှိသည်မြို့ကန်လူငယ်များကတော့တနက်ခါးကြထိုး၍လဖေးဆိုင်ထိုင်ခြင်းကိုမနစ်မြှို့ကြပါသို့သောဘသူမှတရားဝင်ကန့်ကွက်ပြောဆိုခြင်းလည်းမရှိကြပါ တေချာလို့လားအောင်မျိုးဦးရာဟာမတေချာပဲပြောပါမလားကွာမင်းအတွက်သတင်းကောင်းလေးပေးရသေးတယ်မင်းမယုံရင်ငါ့အကိုစိုးထက်မေးကြည့်သူနဲ့ဆိုင်းလောင်မင်းနဲ့ကတဒန်းနဲ့စောနန်းကိုနဲ့လောင်မင်းပြတ်သွားတာဖြင့်၃လလောက်တောင်ရှိနေပြီ လောင်မင်းကရှုပ်တယ်တဲ့ကွာငါ့အကိုပြောတာចောင်းပိတ်ရဲ့တည့်ရက်ပန်းတခဲလက်ဖေးဆိုင်မှာထိုင်ရင်အောင်မျိုးကကျွန်တော်ကိုပြောသည် လွန်ခဲ့သည့်လအနေငယ်ကလည်းအောင်မျိုးဦးကျွန်တော်ကိုသတင်းတစ်ခုပေးဘူးသည် ကျွန်တော်အတွက်တော့သတင်းဆိုဖြစ်သည်ဆိုင်းလောင်မင်းနှင့်စောနန်းကိုတို့မန္တလေးတက္ကသိုလ်မှကျောင်းတက်ရင်ချစ်သူတွေဖြစ်သွားကြပြီဆိုသည့်သတင်းဖြစ်သည်ယခုအောင်မျိုးက ကျွန်တော်ကိုသတင်းတစ်ခုပေးပြန်သည်ဆိုင်းလောင်မင်းနှင့်စောနန်းကိုတို့လမ်းခွဲလိုက်ကြပြီဆိုသောသတင်းဖြစ်သည် ကျွန်တော်ကဝမ်းမသာပါ ကျွန်တော်နဲ့သမီးလေးစောနှန်းကိုခံစားနေရမည်လားဟုတွေးပြီးစိတ်မကောင်းဖြစ်မိသည်ဖြစ်နိုင်ရင်သူတို့နှစ်ဦးပြန်လဲလက်တွဲကြပြီးဆိုသည့်သတင်းမျိုးကိုကျွန်တော်ကြားခြင်းမိပါသည် ကိုထိမ့်ပါသည် သို့တော့မအောင်မြင် လူကစောင်းအငားဆိုင်လေးနာက လဖေးဆိုင်လေးစီအလိုလိုရောက်သွားပြန်ပါသည်တက္ကသိုလ်ကျောင်းပိတ်ရက်တွေရောက်တိုင်းစောနန်းကိုကကျွန်တော်တို့မြို့လေးစီပြန်လာလေးရှိပါသည်ညနေရောက်တိုင်းလဲစောင်းဆိုင်လေးစီကိုတူလာတတ်သည်ကျွန်တော်ရင်ထဲမှာငိမ့်နုဆဲဆဲလက်ကြံအချစ်မီးတွေကအစ်စ်တဖန်တောက်ပလောင်ကျွမ်းလာပြန်သည် ထို့သို့လောင်ကျွမ်းအောင်ဓာတ်စီလောင်းသူကနတ်သမီးလေးကိုယ်တိုင်ပင်ဖြစ်သည် နတ်သမီးလေးကအမိတက်ကတူရင်ဝင်စီပြန်သွားလိုက်။ចောင်းပိတ်လင်မြို့ငယ်လေးစီပြန်လိုက်နဲ့ဖြစ်နေပါသည်။သူ့အတွက်ကျွန်တော်မှာငေးရတရက်လွမ်းရတရာဆိုတဲ့ကဲ့သို့ဖြစ်နေသည်။တက်ကတူចောင်းတွေရက်ရှည်ပိတ်လင်ကောင်းမြည်ဟုကျွန်တော်တွေးမိသည်။ကျွန်တော်ချစ်နေမန်းနတ်သမီးလေးသိပါသည်။သိအောင်လဲကျွန်တော်ကြိုးစားပါသည်။နတ်သမီးလေးစာအုပ်ဆိုင်ကပြန်လင်ကျွန်တော်ကလည်းသူ့နောက်ကနေစပိန်တစည်းဖြင့်မတိမတာ လိုက်တက်လာသည်တခါတရံနှက်သမီးလေးအိမ်ပြန်နောက်ကြသည့်အခါကျွန်တော်ကနှက်သမီးလေးကိုစောက်ရှောက်သူဖြစ်သွားတတ်သည် လူစီကားသည့်ညနေခင်းမှာနှက်သမီးလေးကိုစောက်ရှောက်သည်ဆိုခြင်းကရည်စရာဖြစ်နေတတ်ပါသည်တခါတရံတွင်မူနှက်သမီးလေးစောက်ဆိုင်မှပြန်သည့်အချိန်တွေကမိုးချုပ်တတ်ပါသည်ထိုအခါမျိုးတွင် ကျွန်တော်စပိန်ကိုနှက်သမီးလေးစပိန်နှင့်ရှင်နင်းရင်စကားဆက်မီပြောနိုင်အောင်တတ်သည့်မွေးရပါသည် စပိန်ချင်းကပ်မိလျင် ကျွန်တော်ကစက်မှတ်ထားသောကြပြအဆန်ဆုံးစကားတွေပြောမည်ဟုဟန်ပြင်ပါသည်တကယ်ပြောဖြစ်သည်ကနေကောင်းလားနတ်သမီးလေးကနားမလဲသည့်အကြည့်မျိုးဖြင့်ကျွန်တော်ကို ကြည့်သည်ပြီးလျင်မျက်နာတင်တင်ထားကနေကောင်းလို့စပိန်စည်းနေရပေါ့ဟုဘူးဆက်ဆက်ဖြေပါသည်ကျွန်တော်မှာက ပြောစရာစကားမရှိတော့ပြောလဲမပြောရဲတော့နတ်သမီးလေးအချစ်ကိုရဖို့ကျွန်တော်အချိန်မြင့်၍စူးစမ်းလိုက်ပါသည် တရင်ကျွတ်ចောင်းပေးရဲ့တခုမှာတော့ကျွန်တော်ကနတ်သမီးလေးကိုစာပေးဖို့ဆုံးဖြတ်လိုက်ပါသည်မိုးအောင်သည့်အတွက်ကျွန်တော်တို့မြို့လေးဤရွှေဦးရောင်ညက်နေခင်းသည်အရင်လိုကြပြာမဆန်လှတော့ပါချိန်ခါမဟုတ်ပဲမိုးရွာအောင်မြည်လားဟု ကျွန်တော်တွေးနေမိသည်နတ်သမီးလေးစောနန်းကို သူက ဖီဆန်အမျိုးအစားဖြူရောင်အကောင်းစားစပိန်နှင့်ကျွန်တော်က26ဆိုက်မောင်ပမာစပိန်အစုပ်လေးနှင့်ကျွန်တော်စပိန်ကတိတ်မကောင်း တို့အတွက်အတန်ဆုံးမြင်နေဒီမှာစိတ်ပြက်စရာ ကျွန်တော်စပိန်ကိုအားဆိုင်နင်းလိုက်ပြီးသူ့နာကက်လိုက်သည် စပိန်နင်းနေရင် သူကကျွန်တော်ကိုတမင်လဲပြန်လှဲ့ကြည့်သည်သူ့အကြီးကကျွန်တော်နှလုံးသားတွေကိုလှုပ်ယမ်းသွားစေပါသည်မဝင့်မရေဖြင့်အသင်ပါလာသောစကူဖိုင်အစုပ်လေးကို သူ့ကိုလှမ်းပေးလိုက်၏ဖိုင်ပြားလေးထဲမှာအနှစ်နှစ်အလားလားကျွန်တော်သူ့အတွက်ရေးဖွဲ့ထားသည့်ကြပြာစာရွက်လေးတွေကစီစီရီရီ မိုးကပို့ပြီးအုံဆိုင်လာပါသည်။သူညင်းမီလားကျွန်တော်စိုးရင်သည် သို့တော့သူမညင်းကျွန်တော်ဖိုင်လေးကိုလှမ်းယူပါသည်။ကျွန်တော်လိုက်ခနဲဝမ်းသာသွားသည်။ခဏကြာမှတော့ကျွန်တော်ဖိုင်ပြားလေးလေထဲမြောက်တက်သွားပါသည်။သူကျွန်တော်ဖိုင်လေးကိုယူပြီးလေထဲသို့အစွမ်းကုန်လွှတ်ပြစ်လိုက်ခြင်းဖြစ်သည်။ဖိုင်ထဲကကြပြာစာရွက်တွေလေပေါ်မှာဟိုတစဒီတစကျွန်တော်ဝမ်းနေသွားပါသည်။သူကျွန်တော်ကိုရောင်ရွေးပင်လှဲမကြည့်တော့ပါ။ ပုံမှန်အတိုင်းစက်ဘိန်းနင်း၍ထွက်ခွာသွားပါသည်။ကြပြာစာရွက်လေးတွေကကျွန်တော်ခန္ဓာကိုယ်ပေါ်ကျလာပါသည်။ကျွန်တော်စက်ဘိန်းကိုရက်လိုက်ပါသည်။မန္တလေးလာရှိုးအမြန်လမ်းမကြီးပေါ်မှာပင်ရက်လိုက်ခြင်းဖြစ်၏။မိုးပွဲပွဲလေးတွေကျလာသည်။မန္တလေးဘက်မှလာရှိုးဘက်သို့တက်မြေဖန်ကားတစ်စီးနှင့် လာရှိုးဘက်မှ မန္တလေးဘက်သို့ဆင်းမြေကုန်ကားတစ်စီးတို့မောင်းလာသည်ကိုကျွန်တော်မြင်ရ၏။ကားတွေကိုကျွန်တော်ဂရုမစိုက်နိုင်တော့ကျွန်တော်ကြပြာစာရွက်လေးတွေကိုကျွန်တော်လိုက်ကောက်နေမိပါသည်။ အနီးရောက်လာသည့်ကားနှစ်စင်းကလည်းကျွန်တော်ကိုကြော်မသွားပါခွန်းလဲမတီးပါကျွန်တော်နားအရောက်မှာကားနှစ်စင်းလုံးကအလိုက်တသည့်ရက်ထားပေးပါသည်အနီးရှိကွန်းရဆိုင်မှအကိုကြီးတယောက်ပြေးထွက်လာပါသည်ကျွန်တော်ပခုံးကိုဖက်၍အားပေးစကားပြောပြီးကြပြာစာရွက်တွေကိုဝိုင်းကူကောက်ပေးပါသည် မိုးသေးလာ၏အေးဆက်သောမိုးရေဆက်တွေကြားမှာကျွန်တော်ပါပြင်တွေပူနွေးလာသည် နောက်တစ်နေ့မှာကျွန်တော်ကလဖေးဆိုင်ထိုင်ရင်နတ်သမီးလေးကိုမျှော်မိပါသည်။နတ်သမီးလေးကိုမတွေ့ရပါ။နတ်သမီးလေးကျွန်တော်ကိုစိတ်ဆိုးသွားပြီဟုထင်သည်။ကျွန်တော်ကဇွဲမလျှော်နေ့စဉ်ရက်ဆက်လဖေးဆိုင်ထိုင်ရင်နတ်သမီးလေးကိုမျှော်ငေးနေမိပါသည်။စတမမြောင်နေ့မှာသူရောက်လာပါသည်။နတ်သမီးလေးမဟုတ်ပါ။ဆိုင်းလောင်မင်းဖြစ်ပါသည်။တငယ်ချင်းဇွဲတော့ကောင်းသားနော်။မင်းမျှော်နေတဲ့ကိုချစ်သူလေးကဒီမှာမရှိဘူးကွ။လာရှိုးကသူ့မျိုးတွေစီသွားတယ်။ မင်းကိုကြောက်လို့ထွက်ပြေးတဲ့နေ့မှာပေါ့ကျွန်တော်စပွဲမှာဝင်ထိုင် secret တလေးကိုမင်းညိဖွာရှာရင်ဆိုင်းလောင်မင်းကပြောသည်ကိုချစ်သူလေးဟူသောအတုံးနှုံးကိုကျွန်တော်ကမနှင်းမျိုးမင်းနဲ့သူနဲ့တရားဝင်လမ်းခွဲလိုက်ပြီမဟုတ်လားဟုတ်တယ်ဒါပေမဲ့မဟုတ်ဘူးဟုတ်တယ်ဆိုတာကသူ့ဘက်ကငါ့ကိုလမ်းခွဲတာဟုတ်တယ်ငါကမပြတ်နိုင်ဘူးဖြက်လဲမဖြက်ပေးနိုင်ဘူးဒါကြောင့်မဟုတ်ဘူးလို့ပြောတာ အကြမ်းမကန်တဲ့ကအေးဆက်နေသည့်ရေနွေးချမ်းကိုကုံစင်အောင်မောတောက်လိုက်သည်ဆိုင်းလောင်မင်းက secret ကိုအာပါတရဖွာရှိုက်လိုက်၏သူလဲငါ့ကိုမပြက်ဘူးအကြိုက်ခင်ငါတို့ဇက်လန်က ပြန်ပြီးတက်ဝင်တော့မှာဆိုတော့ကွာမင်းအချိန်ကုန်ခံနေပါနဲ့ငွေချင်းဟာဟုတ်ပြီလေငါစောနန်းကိုကိုမေးလိုက်မယ်သူကမင်းပြောသလိုမျိုးပြောခဲ့ရင်ငါနောက်ဆုတ်ပေးပါမယ်အေးပေါ့ကွာဒါကမင်းခွင့်ရေးပဲဒါပေမဲ့မင်းတီအောင်ပြောပြရရင် မန္တလေးတက္ကသိုလ်မှာငါနဲ့စောနှန်းကိုချစ်သူတွေဖြစ်ခဲ့ကြတယ်။လာနဲ့ချီချစ်ခဲ့ကြတယ်ဆိုတာမန္တလေးတက္ကသိုလ်တစ်ခုလုံးသိတယ်။နားနဲ့မနာဖွားနဲ့နာပေါ့တငယ်ချင်းညာငါတို့ကအဆုံးစွန်ထိပတ်သက်ခဲ့တာနော်တငယ်ချင်းဒီမှာလောင်မင်းမင်းနဲ့သူနဲ့ပတ်သက်မှုကပင်လယ်ကြီးလောက်ရှိခဲ့မယ်ဆိုရင်ငါကသူ့ကိုသမုတ်တရားကြီးလောက်ချစ်တယ်ကွာရှင်းလားစိုင်းလောင်မင်းကဟက်ခနဲ့တစ်ချက်ရေးသည်အသက်မပါသည့်ရေးတဲ့မျိုးကဲဟေ့ကောင်လောင်မင်း မင်းဘာပြောအောင်မလဲမရှိရင်ငါသွားမယ်မရှိပါဘူးအပင်မမခံပါနဲ့ပင်မရကြိုးနတ်မှာမဟုတ်ဘူးလဖေးဘိုးငွေကိုစပွဲပေါ်ချပြီးဆိုင်းလောင်မင်းကိုကျွန်တော်ကြောခိုင်းလိုက်သည်နတ်ဆန်ပြတ်မယ်လေနေရောဘာလုပ်မယ်စိတ်ကူးလဲဒီလိုပဲနေအောင်မယ် ဘာလို့ရမယ်မှမသိသေးဘူးမက်လာလယ်မှာဆယ်တန်းစာမေးပွဲပြီးသည်တင်ချာမလွဲပြီးအခြားဘာသာရပ်တွေကိုကျွန်တော်တို့ကကောင်းမွန်စွာဖြေဆိုနိုင်ခဲ့ကြသည်စာမေးပွဲပြီး၍လွေးကတောင်ပေါ်ပြန်မီဟုဆိုသည်မှားထားသည့်လက်ဖက်ရည်ကွက်တွေကအရာမယွင်းသေးနွေဦးဤလေပြင်းညင်းတွေရိမ့်နှွဲ့နှဲ့တိုက်ခတ်နေသည်နန်းဒေဝီလက်ဖြစ်ဆိုင်ထဲကနေပြီးမန္တလေးလာရှိုးကားလမ်းမကြီးကိုအတိတ်ပဲမဲ့ငေးကြည့်နေမိသည် နတ်ဆန်ပြန်ပြီးဘာလုပ်မှလဲဒီဘောမှာပဲနေပြီးအင်္ဂလိပ်စကားပြောသင်တန်းလေးပါလေးတက်ပေါ့ဆီယမကြီးတော်စောမျိုးစစ်စီမှာတက်ပေါ့လွေးကိုမကြည့်ပဲကျွန်တော်ပြောလိုက်သည်ကားလမ်းမော်ဖြတ်သွားသည့်ကုန်တင်ကားကြီးစီကကျဲလောင်သောဟွန်းတန်တစ်ချက်ထွက်လာသည်ပြန်မရမယ်လက်ဖက်ကူးရအောင်မယ်အဓိကကတော့ကလေးတွေကိုစတင်ရအောင်မယ်လေလွေးသည်ဒေတာကိုခင်တွဲသူဖြစ်သည်သူတို့ဒေတာမှာစာမတင်နိုင်သည့်တအောင်ပလောင်တိုင်းရင်းသားကလေးတွေရှိသည် ဒီကလေးတွေကိုစာတင်ပေးဖို့စိတ်အားထက်သန်သည်လက်ဖက်ကူးသူတွေရှိတော်လဲလွေးကလက်ဖက်ကိုကိုယ်တိုင်လဲခူးဆိုးတတ်သူဖြစ်သည်တယောက်ကလက်ဖက်မဝယ်တော့၍လက်ဖက်ဆိုင်သောတအောင်ကလောင်တိုင်းရင်းသားတွေဒုက္ခရောက်ရသည်ဟုလွေးကပြောသည်တိုက်ပွဲတွေဖြစ်လင်လဲဗမာပြည်ကလက်ဖက်ခူးလောက်သားတွေတက်မလာကြတော့ဟုလွေးကပြောပြဖူးသည်လက်ဖက်ရည်ဆိုင်က ထားလိုက်၏လွေးနှင့်လမ်းခွဲဖို့ပြင်သည် ညနေချင်းဆိုင်ရက်နေသည့်လွေးကိုကြည့်ပြီးမနှက်ပြန်လိုက်မှုပို့တော်ဘူးနော်ဟု ကျွန်တော်ပြောသည်လွေးမျက်နာသည် နွမ်းလျသည့်ပန်းတပွင့်နှင့်ကျွန်တော်ကိုခွန်းတုံမပြန်မဲစပိန်ရှိရာသို့ခတ်သွက်သွက်ရှောက်သွား၏နွေနေလေခင်ဤအပူချိန်သည် ရခင်နေတွေထက်ပို၍ပူလွန်းသည်ဟုကျွန်တော်ထင်သည်စောနန်းကိုနဲ့ပြန်တွေ့သည်လားရန်ကုန်လဲတန်းလက်ဖေးဆိုင်က ရခင်ထက်ပို့ပြီးလူစီကားနေသည်ကြာနေသည် ဦးကောင်းစေရန်ကုန်အင်းစိန်ကားလန်းသည်ဘတ်စ်ကားတွေနဲ့ပြည်နေသည် ID ဆိုင်မှာကျွန်တော်နဲ့အောင်ခန့်တို့ထိုင်နေသည်မှာနှစ်နာရီနီးပါးရှိနေပြီတနင်္ဂနွေဖြစ်၍လဲအေးအေးလူလူစကားပြောနိုင်ကြခြင်းဖြစ်သည်လက်ဖက်ရည်ကိုတငုံတောက်လိုက်သည်ပြီးမှအမှန်တော့စောနန်းကိုဆိုတဲ့နတ်သမီးလေးကိုတွေ့ပြီးလောင်မင်းပြောတာတွေဟုတ်မဟုတ်မေးကြည့်ဖို့ပဲကွဟုတ်ရင်လဲနောက်ဆုတ်မဟုတ်တော့လဲလောင်မင်းကိုလက်စားချေဖို့ကွာခက်တာက နတ်သမီးလေးကငါတို့မြို့မှာမရှိတော့တာပဲရန်ကုန်လိုလို လာရှိုးလိုလိုနဲ့မြို့လေးကိုပြန်လာရင်လဲတရက်နှစ်ရက်ထက်ပိုမနေဘူးလေနောက်တော့သူနဲ့လောင်မင်းပြန်ပြီးတွဲဖြစ်တယ်လို့ဘာလို့လို့သတင်းတွေထွက်လာတယ်ဒါနဲ့ငါလည်းဘာမှဆက်မလုပ်ရှာတော့ပဲရန်ကုန်ထွက်လာခဲ့တာနေအောင်ကမင်းပြောတဲ့မင်းဝင်းမောင်နဲ့တူတယ်ဆိုတော့တအောင်းမလေးထွေးလာသူကရောကလွေးပါကလွေးဆိုတာကပလောင်တိုင်းရင်သားအမျိုးသမီးတွေရဲ့ရှေ့မှာတက်ပြီးခေါ်တဲ့နာမည်ပေါ့ ဥပမာဗမာဆိုရင်မင်းကလေးတွေရဲ့ရှေ့မှာမတက်ခေါ်တယ်။ရှမ်းဆိုရင်နန်းတက်ခေါ်တယ်။အဲ့ဒီအထိပ္ပယ်ပဲ။သူလဲဆယ်တန်းအောင်မီနန်းဆန်မျိုးကရွာတွေရမှာကြောင်းစရာမဝင်လို့တည်ကြတယ်။မန္တလေးတက်ကတူမှာအဝေးတင်တက်တယ်။မြမစာနဲ့ပွဲရတယ်။ဒီလောက်ပဲသိရတယ်။ရန်ကုန်ရောက်စတော့ကတော့စာအဆက်အသွယ်ရှိသေးတယ်။နောက်ပိုင်းကလည်းသူ့စီစာအဆက်အသွယ်မလုပ်ဖြစ်တော့ဘူး။မင်းနဲ့သူနဲ့ကတက်ကတူမှာမဆုံဖြစ်ဘူးလား။ငါတို့တစ်နှစ်တည်းဆယ်တန်းတူတူအောင်နဲ့၊တွေးကအင်္ဂလိပ်စာဂုဏ်နှုန်းနဲ့အောင်နဲ့ ။သူကအမှတ်ကောင်းတယ်။ဒါပေမဲ့မန္တလေးတက္ကသိုလ်အဝေးတင်မှာပဲမြန်မာစာယူတယ်။ငါအမှတ်ကကောင်းတော့ရန်ကုန်ဆင်းလာတယ်။စီးပွားရေးအဝေးတင်တက်တယ်။ရန်ကုန်မှာနေချင်တာလည်းပါတာပေါ့။ရန်ကုန်ရောက်ကလေးကကိုဝါသနာပါတဲ့မဂ္ဂဇင်းတွေ channel တွေမှာပဲတောက်လျှောက်လှုပ်လှုပ်ခဲ့တာ။ဘွေးရပြီးတော့လဲဒီသတင်းအလုပ်တွေပဲဆက်ပြီးလှုပ်ဖြစ်နေတယ်လေ။ဝါသနာပါတာကို Facebook မှာရောမင်းနဲ့လွေးက friend ဖြစ်လား။ तू Facebook တုံးလားမတုံးလားငါသိချာမသိဘူး။ ။နောက်နမ်ဆန်မှာအင်တာနက်လိုင်းရလားမရလားဆိုတာလဲငါသေချာမသိဘူး။နမ်ဆန်ဘက်မှာတိုက်ပွဲတွေဖြစ်နေရတော့ကြားတယ်။လွေ Facebook သုံးမသုံးဒီဘောကငယ်ငယ်ချင်းတွေကိုမေးကြည့်လိုက်အောင်မယ်။မင်းပြောမှငါလည်းသတိရလာတယ်။အဖေဆိုင်ကထားတော့ညနေ၄နာရီထိုးတော့မြီ။အောင်ခန့်ကသူ့အိမ်ရှိရာအင်းစိန်ပြန်မှုကျွန်တော်ကိုနှုတ်ဆက်သွားသည်။ကျွန်တော်ကစံရိတ်ငိန်ကကျွန်တော်အဆောင်ကိုပြန်ရမည်။ ID လဖြစ်ရည် ဝင်ပေါက်နားမှာဂျာနယ်ဆိုင်လေးတစ်ဆိုင်ရှိသည်သတင်းစာဂျာနယ်တွေအပြင်ပြက်ကြိန်တွေလည်းရောင်းသည်အမေစုဒေါအောင်ဆန်းစုကြည်ပုံဖြင့်ထုတ်ဝေထားသောပြက်ကြိန်တစ်ခုဂျာနယ်ဆိုင်မှာချိတ်ထားသည်ခေါင်းစည်းထိပ်မှာခရစ်သက်ကတဲ့2019ဟုရေးထားသည်လကုံလင်အမေစုပုံပါသည့်ပြက်ကြိန်တစ်ခုတော့ဝယ်ဖြစ်အောင်ဝယ်ရအောင်မည်ရန်ကုန်ဒီဇင်ဘာညနေခင်းကပူကောင်းစေ thank you ဂျာနယ်တစာအုံထုတ်ချင်သည်ဟုဆိုကစီးပွားရေးလုပ်ငန်းရှင်တဦးကကျွန်တော်တို့ကိုခေါ်တွေ့သည်သူ့နာမည်ကဦးမင်းထက်အောင်ခန့်ဦးလေးဤမိတ်ဆွေဦးမင်းထက်ကသူ့ရုံးခန်းကိုခေါ်ပြီးဂျာနယ်ကိစ္စဆွေးနွေးသည်ကျွန်တော်နဲ့အောင်ခန့်တို့ကသူတို့ထုတ်မိဂျာနယ်အသစ်မှာအက်ဒီတာများအဖြစ်တာဝန်ယူရမည်ဂျာနယ်ထုတ်ဝေရသည့်ရည်ရွယ်ချက်ကိုမေးကြည့်သည် ထုတ်ဝေသူကလည်းရှင်းပြသည်ဝင်ကြီးတချို့နဲ့အဲ့ဒီဝင်ကြီးဌာနအကြောင်းဦးစားပေးမယ်ဗျာဝင်ကြီးတွေအစိုးရဌာနတွေရဲ့ကောင်းသတင်းများများရေးမယ်ဗျာ ကျွန်တော်တို့လည်းသူတို့နဲ့စီးပွားရေးလုပ်နေတာဆိုတော့ဟူပြောသည်ကျွန်တော်တို့နဲ့ခံယူချက်ချင်းမတူနိုင်အစ်မပြေနိုင်ဘူးဗျဟူအောင်ခန်းကပြောသည်ဆွေးနွေးသူတွေထဲမှာမိန်းကလေးတယောက်ပါသည် သူ့နာမည်အရင်ကစစ်ဝေးအိမ်ဖြစ်ကြောင်း၎င်း၏တူမအရင်ဖြစ်ကြောင်းစစ်ဟူလည်းခေါ်နိုင်ကြောင်းဂျာနယ်ထုတ်လင်စစ်ကကျွန်တော်တို့နဲ့အတူတူလက်တွဲ၍လှုပ်လှုပ်ရမည်ဖြစ်ကြောင်းဦးမင်းထက်ကပြောသည်။"ကျမကမီဒီယာလုပ်ငန်းအကြောင်းတော့သိမ့်မသိပါဘူး။" အက်ဒမင်ပိုင်းတာဝန်ယူရမယ်လို့တော့အန်ကယ်လေးကွင်းဆောက်ကွင်းပိတ်ဦးမင်းထက်ကိုရည်ညွှန်းသည်အန်ကယ်လေးကပြောထားပါတယ်ကိုညီမွန့်ကြည့်ရတာသတင်းစာသမားဆစ်ဆစ်ပဲဂျာနယ်ကျော်ဦးချစ်မောင်သေးစားလေးနဲ့တူရတဲ့သူဖြစ်လာမယ်ထင်တယ်ကျွန်တော်ကစစ်ဝေးအိမ်ဆိုသည့်ကောင်မလေးကိုတက်တဲ့ပဲကြည်လိုက်သည် မျက်လုံးတွေကအယောင်တောက်နေသည်ရွှေသမင်မျက်လုံးဆိုတာဒီလိုမျက်လုံးကိုခေါ်တာဖြစ်မည်ထင်သည်ကုန်းနာအထိဝဲကြနေသောသမင်ရှိရှိတွေက ကိုရီးယားမင်းသမီးလေးများ၏စတိုင်မျိုးဖြစ်သည်အသားဖြူသည်နှာဒံပေါ်သည်နှုတ်ခမ်းလေးတွေကနီးရဲနေသည်စကားပြောလင်တလုံးချင်းပြောသည်တစ်ဖက်လူကိုဦးစားပေးသည့်ညံရှိသည်သူပြောဖို့ထက်သူများပြောသည်ကိုနားထောင်လိုသည့်ဟန်ရှိသည်သူကဂျာနေကျော်ဦးချစ်မောင်အကြောင်းပြောသည်နောက်ပေါက်သတင်းမီဒီယာသမားတွေထဲမှာဂျာနေကျော်ဦးချစ်မောင်အကြောင်းကိုမသိသူတွေတော်တော်များသည့် မြမစာနယ်ဇင်းသမိုင်းကိုပြောရင်ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းကိုခြံလက်ထား၍မဖြစ်ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းကိုဇနီးဖြစ်သူဂျာနယ်ကျော်မမလေးစာအုပ်အုပ်ရေးခဲ့သည်စာအုပ်နမည်ကသူလိုလူသတင်းမီဒီယာလုပ်ငန်းလုပ်သည့်အမျိုးသမီးတဦးကဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းသိနေသည့်အတွက်ကျွန်တော်ဝမ်းသာမိသည်ဂျာနယ်ကျော်ဦးချစ်မောင်ထပ်ပို့ပြီးထူးချွန်ထက်မြက်တဲ့သတင်းစာသမားကောင်တယောက်ဖြစ်အောင်စူးစမ်းကြည့်နေတာပါ။ဟုတ်ကျွန်တော်ကပြောသည်။ဒါပေမဲ့ခစ်တော်ပြောင်းသွားပြီရှင့် ကွီတို့ရှာလီဝေဟင်တို့ဟင်နရီပေတို့ဆိုတာကဆက်လန်းထဲမှာပဲဖတ်လို့ကောင်းတာလက်တွေ့ကြတော့သိပ်မလွယ်ဘူးပြိုင်ဆိုင်များတဲ့ခင်မှာအမိခိုကင်းကင်းနဲ့ရက်တီနိုင်ဖို့ကလည်းခက်ခဲလိမ့်မယ်လို့ကျမထင်တယ်သူသည်နည်းနည်းရရမဟုတ်တဲ့င်းစာသမားတွေသာဖက်လိရှိသောအဘဟန်တာဝရီဥဝင်းတင်ဘာသာပြန်သည့်ကွိဩဒရာအလင်းစသည့်စာအုပ်များကိုလည်းဖတ်ထားဘူးသူဖြစ်မည် ကျွန်တော်ကတော့ဒီလိုဖတ်မှတ်လေ့လာထားသူတယောက်နဲ့လက်တွဲအလုပ်လုပ်ရမည်အတွက်ဝမ်းသာမိသည်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဩဇာရှိတဲ့သတင်းစာဆိုတာရှားပါးကုန်ပစ္စည်းလိုဖြစ်နေပြီမြန်မာပြည်စာနယ်ဇင်းလောကမှာတော့ဂျာနယ်ကျော်ဦးရှင်မောင်လိုလူတွေလည်းရှိပါတယ်ဒါပေမဲ့ဂလုံဦးစောလဲအယ်ဒီတာချုပ်လုပ်တယ်သတင်းစာထုတ်ခဲ့တယ်လေဆရာလူထုစိန်ဝင်စကားနဲ့ပြောရရင်ဘယ်သတင်းစာမှပြည်သူလူထုရဲ့ယုံကြည်မှုမရပဲမရတည်နိုင်ဘူးလို့ ပြောကျင်တာလားကိုညီမုံတေးကြတာပေါ့မက်ဆစ်ဝေးအိမ်စစ်လို့ပဲခေါ်နိုင်ပါတယ်ရှင့်ဟုတ်ကျေးဇူးတင်ပါတယ်ဗျဒါနဲ့စစ်စစ်ရဲ့ Facebook အကောင့်လေးတီးခွင့်ရှိမလားဗျဩဟုတ်ရပါတယ်ရှင်စစ်ဝေးအိမ်ပါရှင်ဥထုတ်ဖြူဂျင်းမောင်းမီအပြာနဲ့ကာဗာဖိုတိုမှာတော့အင်းလေးကံပုံ ဟုတ်ကျွန်တော်ကဘိုးကျောင်းစမ်းပုံနောက်ခံအင်းကြီးလက်ရှိအဖြူနဲ့ပါဗျကာဗာဖိုတိုကတော့ပုတ်ပါတောင်နဲ့ဗျ ညီမွန်ပါဗျကျွန်တော်အပ်လိုက်မယ်နော်ဟုတ်ကဲ့ဂျာနယ်ထုတ်ဝေဖို့တိုင်ပင်သည့်အစည်းအဝေးကသဘောတူညီချက်မရဘဲပြီးဆုံးသွားသည် နောက်ဆယ်ရက်ကြာလျင်နောက်တစ်ကြိမ်အစည်းအဝေးထပ်လုပ်ခွင့်ပြုပါဟုဦးမင်းထက်ကဆိုသည် ကျွန်တော်ကတော့စစ်နဲ့မိတ်ဆွေဖြစ်ခွင့်ရသည့်အတွက်ဂျင်းနဲ့မိသည် ဲ့ပါရှင်။စောင်းလေးတို့ဒီမှာပဲခိတခဏရန်နာလိုက်ပြရစေနော်။နားစင်အားပေးခဲ့တဲ့သူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ကျမ်းမာပေးခြင်းကြပါစေ။